မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့တနင်္လာနေ့တိုင်းမြိတ်မြို့နယ်ကံယုတ်တန်းတိုင်းဒေသစစ်ဌာနချုပ်ကာယခလက်အောက်ခံခလရ103ကတရဲမှုဒုဗုံမှုကြီးအောင်ဟင်းအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်58ဦးကလက်နက်68လက်နဲ့အတူလက်နက်ချအလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 15ရက်နေ့က စစ်ကောင်စီရဲ့ခလာရတရင်တရ3ကတရင်မူဒုတိယဘုံမူကြီးအောင်ဟင်းဦးဆောင်တဲ့တပ်ဖွဲ့ဝင်48ဦးက KNU တပ်မဟာ၄ထံမှာလက်နက်ကြီးငယ်68လက်နဲ့အတူလက်နက်ချခဲ့တယ်လို့သိရပါဗျ။ KNU တပ်မဟာ၄ထိန်းချုပ်ဒေသဘောစော်လော်နဲ့ထီထားကြားမှာလက်နက်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ AP လ15ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာ KNU ထံမှာလက်နက်ချအငြင်းခံပြီးတော့အလင်းဝင်ခဲ့တဲ့ဒုတိယဘုံမူကြီးအောင်ဟင်းနဲ့စစ်တီတွေရဲ့ဇနီးမယားတွေကိုစစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ လက်နက်ချအငြင်းခံတဲ့စစ်သားတွေရဲ့ဇနီးတွေကိုစစ်တပ်ကအကုန်ဖမ်းသွားတယ်တိုက်ရင်မှုမိမကိုလည်းနေလေကလေးကစရဖားကခေါ်သွားတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနယ်ကြားဆောင်တပ်ဖွဲ့ဝင်5ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ပြီးတော့နှစ်ရက်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်14ဦးဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ14ရက်နေ့ဘင်္ဂလားဒေ့ရှ်စံတော်ချိန်ည7:00နာရီခွဲအချိန်မှာမြန်မာနယ်ကြားဆောင်တပ်ဖွဲ့ဝင်9ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နယ်ကြားဆောင်တပ်ကဒုတိယဗိုလ်မှူးကြီးမိုဟင်ဒင်အာမက်ကပြောဆိုခဲ့ပါတယ်။မက်ချ်လ30ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကိုမြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးက၎င်းမက်ချ်လ17ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်198ဦးက၎င်းအသီးသီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုနှစ်ဆန်းပိုင်းမှာပထမအထုပ်ဖြစ်နေမြန်မာစစ်ကောင်စီဘက်ကတပ်ဖွဲ့ဝင်330ဦးဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပြီးတော့၎င်းတို့အားလုံးကိုဖေဖော်ဝါရီလ15ရက်နေ့မှာမြန်မာနိုင်ငံကိုပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြုံမြို့ပေါ်မှာရှိတဲ့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာကြံပွဲပြုလုပ်ပြီးတော့တောက်စားပျော်ပါနေတဲ့စစ်သားတွေကိုပြစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ14ရက်နေ့ညနေ4:20မိနစ်အချိန်ကရေစကြိုမြို့အထွေထွေအုပ်ချုပ်ရေးမှုရုံးမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဗကြံပွဲပြုလုပ်ပြီးတော့တောက်စားပျော်ပါနေတဲ့အချိန်ပြောက်ကြားနီးပြူဟာကိုတုံးပြီးတော့40မမလက်နဲ့ငယ်များနဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးခဲ့တယ်လို့သိရပါဗါး40မမနဲ့စော်တာမသေးဘူးတနက်နဲ့ဝင်ပစ်မှသေးတာစစ်ခွေးတွေမီးရှို့တဲ့နေအိမ်နှလုံးကတော့ပျာကျသွားတယ် လူနေလားမနေလားတော့ကျွန်တော်လည်းမသိဘူးလို့မြင်းကြံ black tie ကတက်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကပြောကြားထားပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအော်ဟစ်ဆဲဆိုပြီးတော့ရည်စကြိုမျိုးထင်းတန်းရက်ွက်နဲ့နဂယုံရက်ွက်ကပြည်သူတွေရဲ့နေအိမ်နှလုံးကိုမိရှုပ်ဖျက်ဆီးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမြင်းကြံ black tiger mbd တက်ဖွဲ့နဲ့အတူ YSO TBG ပျောက်ကြားတက်ဖွဲ့တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် မျိုးပြများကိုထိုးဖောက်ဝင်ရောက်ပြီးတော့တိုက်ခိုက်နိုင်ဖို့အတွက်မျိုးပြစီတို့ကမ်ပိန်းကိုပူးပေါင်းပါဝင်ကူညီပေးကြဖို့မြင်းကြံ Black Tiger အဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးအကူအညီတောင်းကြင်တာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအဓမ္မစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အတွက်အဆင်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းရေနံချောင်းမြို့နယ်ဆေးရွာကျေးရွာအုပ်ချုပ်ရေးမှူးရာတင်ဟာစစ်မှုထမ်းဥပဒေနဲ့တပ်သားတွေစုဆောင်းမှုအတွက်စည်ရင်ပြုစုနေတဲ့အချိန်ပြစ်ခတ်ခံရပြီးတော့ကြောက်လန့်တကြားနဲ့အော်ဟစ်ထွက်ပြေးတော်လဲမလွတ်ဖဲနဲ့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ15ရက်နေ့ည9:00အချိန်မကွေတိုင်းရေနံချောင်းမြို့နယ်ရုံကုန်းအုပ်စု ဆယ်ရွာကျေးရွာအုပ်ချုပ်ရေးမှုရာတင်ဟာနေအိမ်မှာတပ်သားတဲ့စုဆောင်ရေးအတွက်ဇယင်းပြုစုနေတဲ့အချိန်အိမ်ထဲကိုတနတ်သမားများကဝင်ရောက်ပြက်ခတ်ရာပထမတစ်ချက်နောက်ကျောကိုမှန်ပြီးထွက်ပြေးခဲ့တယ်လို့သိရပါတယ်။အခုလိုထွက်ပြေးနေတဲ့အချိန်တနတ်သမားကလိုက်လံပြက်ခတ်ရာကြီ6ချက်တိတိထိမှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တနတ်သမားတွေအိမ်ထဲဝင်ပြစ်တော့အဲ့ဒါပထမတစ်ချက်ကနောက်ကျောကိုမှန်တယ်။သူကမလုတ်ပါနဲ့ကြောက်ပါပြီဗျဆိုပြီးတော့ပေါ်ပြီးတော့ပြေးရင်ပြေးနဲ့ကြီ6ချက်ထိပြီးတော့ပွဲချင်းပြီးတည်တယ်လို့ အခင်းဖြစ်စဉ်ကိုတွေ့မြင်ခဲ့တဲ့လူတို့ကပြောပြလာပါတယ်။ဆယ်ရွာကြေးရွာအုတ်ချုပ်ရေးမှုရာတင်ဟာစစ်ကောင်စီခိုင်းစီသည်။မြကိုတသွေးမတိန်လိုက်လံဆောင်ရွက်နေတဲ့သူဖြစ်ပြီးတော့ပြည်သူလူထုကိုချိမ့်ချောက်ငွေတောင်းခြင်းစစ်မှုထမ်းဖို့အတွက်လူသစ်စုဆောင်းပေးနေတဲ့အတွက်ကြောင့်အဲ့ဒီမျိုးနယ်မှာနာမည်ဆုံးနဲ့ကြော်ကြားနေတဲ့သူဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့ဆယ်ကြေးရွာဘက်မှာစစ်ကောင်စီဘက်ကဝင်ရောက်လာပြီးတော့အုတ်ချုပ်ရေးမှုရာတင်ပြစ်ခတ်ခံရပြီးတော့တေဆုံးမှုကိုစစ်ဆေးနေကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်နဲ့လာရှိုးမြို့တွေကိုရာနဲ့ချီတဲ့စစ်ကောင်စီတပ်သားတွေကိုရဟတ်ရင်နေနဲ့စစ်ကောင်စီကပို့ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်မတ်လအကုန်ကစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကရာနဲ့ချီတဲ့စစ်သားများကိုရဟတ်ရင်နဲ့မူဆယ်နဲ့လာရှိုးမြို့တွေကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်၅မြို့နယ်မှာရှိတဲ့ကုံသွဲရေးအဝေးပြေးလမ်းမကြီးတွေမှာ1027စစ်စင်ရေးကာလာအတွင်းအကြမ်းဖက်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတွေနဲ့ ပြစ်ခတ်တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့ပြီးတော့အဲ့ဒီလှုပ်ဆောင်မှုတွေဟာတရုတ်မြန်မာစီးပွားရေးစီမံကိန်းယင်းဒီမြုံနံမှုများပြုလုပ်ဖို့အတွက်အချိန်မတန်သေးကြောင်းကိုတိတာထင်ရှားစွာမိမောင်းထိုးပြနေတယ်လို့ရှမ်းလူအခွင့်ရေးမန်နိုင်ကအေပီလာ17ရက်နေ့မှာသတင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်2023ခုနှစ်အောက်တိုဘာလ28ရက်နေ့ကနေစတင်ပြီးတော့မူဆယ်ကုတ်ခိုင်တိန်းဒီကွန်လုံနဲ့လာရှိုးမြို့နယ်တွေမှာ1027ဆက်ရှင်ရေးကိုစတင်ခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ညီနောင်မဟာမိတ်၃ဘွဲတို့ဟာ အပြစ်ခတ်ရက်ဆဲတဲ့2024ခုနှစ်ဇန်နဝါရီလ17ရက်နေ့အထိအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုများနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဟာရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တရုတ်နိုင်ငံကိုဆက်သွယ်ထားတဲ့အဓိကကုန်သွယ်ရေးလမ်းကြောင်းကြီးနှစ်ခုဖြစ်တဲ့မူဆယ်သိန်းနီလာရှိုးအဝေးပြေးလမ်းမကြီးနဲ့သိန်းနီချင်းရွှေဟောအဝေးပြေးလမ်းမကြီးတို့ကိုဥတီတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အဲ့ဒီမြို့နယ်၅မြို့နယ်မှာရှိတဲ့ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့မြို့များကျေးရွာများကပြည်သူအနည်းဆုံး180ကျော်ထိခိုက်ဒေဆုံးခဲ့ပြီးတော့ အဆောက်အအုံ300ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေတောင်းနဲ့ချီပြီးတော့နေရက်ကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြပြီးတော့တိုက်ပွဲတွေထပ်မံဖြစ်ပွားလာမှာကိုစိုးရိမ်ပြီးတော့လက်ရှိအချိန်အထိကိုနေရက်ကိုမပြန်ရဲသေးတဲ့ပြည်သူတွေရှိနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာလက်ရှိအချိန်မှာလမ်းရှုံးနဲ့မူဆယ်မျိုးများကိုထိမ့်ချုပ်ထားပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားတဲ့မူဆယ်သိန်းဒီအဝေးပြေးလမ်းမအပိုင်းမှာ KIA နဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတယ်လို့သိရပါတယ်။ဒါ့အပြင်ပြည်သူတွေဟာတိုက်ပွဲတွေအတွင်းမှာထောင်ထားတဲ့မြေမြုံမိုင်းအနေနဲ့ရင်ဆိုင်နေကြပြီးတော့မူဆယ်မြို့နယ်အတွင်းမှာမြေမြုံမိုင်းကြောင့်ဒီဇင်ဘာလ23ရက်နေ့ကနေဇန်နဝါရီလ30ရက်နေ့အထိပြည်သူ၈ဦးလာရှိုးမြို့နယ်အတွင်းမှာဒီဇင်ဘာလ6ရက်ကနေပြီးတော့73ရက်နေ့အထိပြည်သူ၂ဦးမြေမြုံမိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစီးရင်နေအရာသိရှိရပါတယ်။ မတ်လ17ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီနဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြားမှာချင်းရွှေဟော်နေဇက်ဂိတ်ကိုပြန်လည်ဖွင့်လှစ်မယ်ဆိုတဲ့သဘောတူညီမှုရရှိခဲ့တော့လေလာရှိုးနဲ့ဆက်သွယ်ထားတဲ့အဝေးပြေးလမ်းမကြီးတစ်လျှောက်မှာမတ်လ26ရက်နေ့မှာ MNDAA နဲ့အကြမ်းဖက်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မတ်လကုံကစတင်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကယာနဲ့ချီတဲ့စစ်သားတွေကိုရဟတ်ရင်နဲ့မူဆယ်နဲ့လာရှိုးမျိုးတွေကိုပို့ဆောင်ခဲ့ကြောင်းကို ရှမ်းလူအခွင့်ရေးမန်တန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုလိုမျိုးကုံသွဲရေးအဝေးပြေးလမ်းမကြီးများပဋိပက္ခများဇက်တိုက်ဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလှုံ့ဆော်နေတဲ့ဒေသများကိုတိုက်ရိုက်ဆက်သွယ်ထားတဲ့မူဆယ်မန္တလေးအမြင်ရထားလမ်းမှာရင်းနှီးမြုပ်နှံမှုများတိုးချဲ့လှုံ့ဆော်မဲ့ကိစ္စဟာအင်မတန်အန္တရာယ်များကြောင်းကိုရှမ်းလူအခွင့်ရေးမန်တန်ကထောက်ပြပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ။အခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ